အဲကျွန်တော်နောက်ထပ်အိုက်ကနေပြီးတော့အတရုတ်ကိုရောက်တယ်ကြာအဲတရုတ်ရောက်တဲ့ခါမှာလဲတရုတ်ကဘာမှဖြစ်ဘူးတရုတ်ကတရုတ်ကတည်ကျင်တာပါလဲဆိုတော့စင်ကာပူကမင်းကိုဘာကြောက်ပေးမဝင်တာလဲဆိုတော့တည်ကျင်တာတည်ကျင်တာလေးတခုပဲရှိပါတယ်အဲ့တော့တရုတ်ကမင်းနိုင်ငံကဘာပြဿနာမရှိဘူးလေမင်းချင်ချင်မျိုးဝင်လို့ရတယ်ဘာမှဖြစ်ဘူးဟာစင်ကာဘာကြောက်ပေးမဝင်လဲဆိုတော့တည်ကျင်တာဘာကြောင့်လဲစင်ကာ password ကျောင်းလိုက်တော့မပေးဘူးပြသူတို့ကသူတို့ကိုယ်တိုင်ယူပြီးတော့တရုတ်လက်ထောက်အပ်တဲ့ခါကျတော့တရုတ်နဲ့ကျွန်တော်စကားပြောတာတရုတ်ရဲ့ဒီ immigration ရဲတွေပေါ့အဲရဲတွေနဲ့ကျွန်တော်စကားပြောတဲ့ခါမှာရဲတွေက ပြောရင်ပြောရင်ကျွန်တော်ဖုန်းကိုသူကအဲဘယ်လို comment ဆိုတော့စစ်တယ်စစ်တာဘယ်လို comment ဆိုတော့ချက်လက်ပြပါဆိုတဲ့ခါကျတော့ကျွန်တော်ချက်လက်ပြတာပေါ့ကျွန်တော်ကိုသူတို့မေးတယ်ဘာလုပ်လုပ်လဲလုပ်လုပ်လဲဆိုကျွန်တော်ကပြောတော့ပေါ့ကျွန်တော်လုပ်တဲ့အလုပ်ကိုပြောတော့အဲ့ဒီလုံနဲ့ပတ်သက်ပြီးထောက်ထားပြပါဆိုတော့ကျွန်တော်ထောက်ထားပြမယ်ဆိုရင်ဖုန်းလေးကိုဖွင့်လိုက်တာဖွင့်လိုက်တော့ကျွန်တော်ပတ်နေတဲ့ဖုန်းကိုယူပြီးတော့ကျန်တဲ့ဟာတွေပဲဆက်ဆက်စစ်တဲ့ခါမှာအကျွန်တော်ဘာမှမပြောဘူးအကျွန်တော်တို့ကဗျာ Telegram နဲ့ကူတာတာတွေသိမလားဗီဒီယိုတွေဒီစစ်နဲ့စစ်စစ်စစ်တက်ကဘယ်လို comment ဆိုလို့ရှိရင်တက် တည်ကြည်တဲ့ပုံလေးပေါ့ထို့သူပဲ PP ရဲ့တည်ကြည်တဲ့ပုံလေးကျွန်တော်ဒီမှာလဲဒီကုကုမကုကုလေးပါဟိုတိလိုက်ပြီဆိုရင်ကျွန်တော်စီပေါ်ပေါ်လာတာဟုတ်အပေါ်လာခါဖုန်းထဲမှာရှိနေတယ်အဲ့ဒါမြင်တယ်မြင်လဲမြင်ရောအဲ့မှာတို့ကတန်ရရှိပြီးတော့အဲတရုတ်ရေးကကျွန်တော်ဆက်တယ်ဆက်တဲ့ခါမှာကျွန်တော်ပြပါလားမပြဒါတွေကငါ AC ပဲလေမြင်ကြည့်ကြည့်လို့ရတယ်ဟုတ်ဘူးလေတို့တရုတ်နိုင်ငံမှာဒါတွေကုလို့မရဘူးပဲမင်းငါတရုတ်နိုင်ငံသားမဟုတ်ဘူးငါဖင်လန်ကလာတာအဲ့နဲတို့ကအဲအဲ့ဒါကိုတို့ချက်လက်တွေယူတင်းနေမှာ6ယူသလားကျွန်တော်ဘိုင်ဘာတွေကဖောက်ဖို့ကြိုးစားတယ်ယူတယ်ဘာမှဆိုတော့တို့နားမလဲ မင်းတို့ဆိုင်လို့လားဆိုတော့မဆိုင်ဘူးမဆိုင်ဘူးဆိုလို့ရှိရင်ဒီလိုလို့မင်းကမင်းတို့ဆက်စစ်မှမပေးနိုင်တော့ဘူးအဲ့တော့အမင်းအနေနဲ့အင်္ဂလိပ်စကားပြောတတ်တဲ့သူတယောက်ရှာဆိုတော့သူခေါ်လာခေါ်တဲ့ခါမှာနေအောင်အင်္ဂလိပ်စကားတောင်းမိမှမတည့်အတည့်အောင်ပြောမတတ်ဘူးအပြောတတ်တဲ့ခါကျတော့ငါပေးမစစ်တော့ဘူးလို့မင်းတို့ငါ့ကိုစစ်ချင်တယ်ဆိုလို့ရှိရင်ငါနိုင်ရိုင်းဝင်ကြီးသုံးပုံငါရှိနေမှာခေါ်လိုက်မယ်ဆိုတော့ငါတို့ကဆက်မစစ်တော့အဲ့တော့ဒါမှမဟုတ်စစ်တော့ဆိုတော့ငါတို့ရှိရင်ဒီလိုလို့တဲ့မင်းဒီခောက်ကိစ္စမှာငါတို့လည်းပြေးပေးမှုရရဲ့ဘောနော်အဲ့တော့မင်းလည်းမဝင်နဲ့တော့တဲ့ဒါလည်းအဲ့တော့တရုတ်တရုတ်အဲ့ဒီ immigration မှာကျွန်တော် အမနက်ကနေပြီးတော့ညတိကိုကျွန်တော်နေလိုက်ရတာအနေနဲ့ကောင်ကျွန်တော်တခါလေးအဆောင်လျှောက်နေတဲ့တင်းတင်းကြပ်ကြပ်ကို CCTV နဲ့ခါလေးဆောင်လျှောက်နေရတာကျွန်တော်ဘယ်တော့တော့ထက်ချက်မကောလိုက်ဟာတရုတ်တွေကျွန်တော်ပေါ်ပွားသွားမယ်ဆိုလို့ရှိရင်နောက်ကလိုက်တယ်တယောက်ပြီးတယောက်ပြောင်းသွားတယ်သူတို့ဟိုရဲတွေတယောက်ပထမတယောက်ဒုတိယတယောက်တတိယတယောက်မင်းကြီးယောက်ကြောက်လေးအကုန်ပြောင်းတော့ CCTV ကကျွန်တော်တချင်ရိုက်တာမင်းကောင်အဲကျွန်တော်လည်းအချိန်ကိုတော့အလကားမထားပါဘူးတရုတ်နဲ့ပတ်သက်ပြီးကျွန်တော်လေ့လာပါတယ်လေ့လာတဲ့အခါမှာပထမဆုံးတရုတ်ရဲတယောက်ပေါ့သုံးဝင်တယ်သူက အညီမင်းဘယ်လိုလဲပေါ့အဲသူ့ရဲ့ဟိုအစကြောင်းလေးတွေပြီးတော့သူအင်္ဂလိပ်စကားတက်တယ်ဖြေပြတယ်တေချာဖြေပြတယ်အဲ့တော့ကျွန်တော်လဲကွန်ဖူရာပါအစားကုံမေးတာပေါ့သူတို့ရဲ့ဘဝအခြေအနေလူမှုရေးအခြေအနေအဲဘယ်ကောအကုန်လုံးပြရကအကုန်လုံးပြောပြတယ်အဲသူသူတာဝန်ချိန်ပြီးတော့နောက်တစ်ယောက်လာနောက်တစ်ယောက်လည်းကောင်းပါလားဒီတတိယလည်းကောင်းလားအဲ့တော့ကျွန်တော်လေးလာချင်တာလေးတွေလေးလာဝင်ရတယ်အဲသူတို့အင်တာဗျူးခဲ့တယ်အဲသူတို့လည်းပြောပြတယ်အတချို့စင်ကူရဲတွေကြာအဲတချို့တရုတ်ရဲတွေကြာမောက်ပါအဲတချို့အဲ့ဒီမျိုးပေါ့လူငယ်ပိုင်းတွေကြာတော့အရန်ကိုတော်ပါတယ်ဟိုကျွန်တော်လည်းသူတို့ရဲ့ culture လေး မိသားစုအချင်းချင်းမှာစိတ်သက်တည်းစသဖြင့်ပေါ့လာစားဘယ်လောက်ရလဲစာမေးတယ်သူတို့ဖြည့်ပေးပါတယ်အဲဖြည့်ပေးနေညနေကျတော့ကျွန်တော်စင်ကူအတယောက်ကနေပြီးတော့ကျွန်တော်ဘာကောက်သွားပါတယ်ဘာကောက်ရတော့ AC ပါပန်းဖြစ်တယောက်ကလည်းနောက်တစ်ခါဝင်လို့ရပါတယ်ဒီတစ်ခါတော့ကျွန်တော်ပေးမဝင်တော့ဘူးဘာကြောင့်လဲဆိုတော့ရှင်အဲဘယ်ခေါ်မလဲကျိုးချောင်းလေးတွေပေါ့နော်တယောက်နဲ့ပါပြန်တာစင်ကူတစ်ခုရပါအဲ့တော့စင်ကူမှာအဲ့ဒီအုပ်စုတအုပ်စုပါလေအောင်မွေးခံနေဆက်ခါကျတော့ဆက်ဆက်ကြည့်လိုက်မယ်ဟဲ့ဆိုလို့ရှင်အဲ့တော့ညမအစိုးရဘက်ကပဲကျွန်တော်ကို အမ်ဘာကောင်းလဲစင်ကာပူဝင်လို့မရအောင်ပြိတဲ့ပုံစံမျိုးသွားတွေ့ရတယ်ပေါ့နော်ယူဆလို့ရသွားတယ်ဘာကြောင့်လဲဆရာကျွန်တော်ပြောသလိုအဲစင်ကာပူမှာသူတို့နဲ့မတည့်လို့ရှိရင်မတည့်တာတွေသူတို့မကြိုက်လို့ရှိရင် passport number ပေးပေးဆိုပြီးတော့တန်ယုံတော့လကောင်းစစ်တန်ယုံတော့လကောင်းသူတို့ကပို့တယ်ပို့တဲ့ခါမှာတန်ယုံကမြန်မာပြည်ကိုရောက်သွားတယ်ရောက်သွားတဲ့ခါမှာမြန်မာပြည်ကိုပြန်ဖန်ခံဖန်ခံဖန်ခံဒီလိုနောက်ထပ်ထပ်ဝင်လို့မရအောင်လုပ်တယ်အဲ့ဒီအုပ်စုကကျွန်တော်ကိုတစ်ချိန်လုံးတောက်တောက်ကြည့်နေပြီးတော့အဲဘာကောင်းလဲဆိုတော့အခုအောင်ပွဲခံနေရအောင်တွေ့ရတယ်သူတို့ဟာစိတ်ပျက်စရာကြီးเนาะ မတိလို့ရှိရင်မောင်မောင်လာတာကိုတော်လိုင်းအင်အားစုတွေဘက်ကဟုတ်လားသူတို့ဒုက္ခပေးပြီးတော့အောင်ဝဲခံတယ်သူတို့ဖြစ်ကမှာလေဟိုစစ်တပ်ထောက်ခံတဲ့ဘောမှာလေစစ်တပ်ကိုထောက်ခံတာအကောင့်တူနေတာမဟုတ်ဘူးနော်ဟာပြည်တွင်က6800ဇားတွေမဟုတ်ဘူးစောက်စစ်မရှိတဲ့6800ဇားလို့ထောက်ခံတာမဟုတ်ဘူးငါတို့တပ်မတော်ကိုထောက်ခံတယ်ဆိုပြီးတိတ်ခါရှိရှိသူနဲ့အခုမောင်မောင်လာဘန်ကောက်ရောက်လာကျွန်တော်မသိတော့ကျွန်တော်လှမ်းလှမ်းမောင်းနေဖြစ်လိုက်တယ်စကားပြောဖို့အစင်းနေပဲသူတို့လူမျိုးတွေဘာဖြစ်လို့လဲတိတ်ခါရှိတဲ့ရန်တို့ ကျွန်တော်တို့ကတိတ်ခါရှိတဲ့ဒူဟိုအမြင်ရင်းမတူဘူးဘက်ချင်းမတူဘူးဒါပေမဲ့ဒီလိုလူမျိုးတွေကျွန်တော်တို့အပြင်မှာလည်းထိုင်ပြီးတော့အင်းစင်းစကားပြောလို့ရတယ်။ဘာဖြစ်လို့လဲဒီလူတွေဒီတန်ဖိုးရှိတယ်တိတ်ခါရှိတယ်။သူတို့နဲ့ကျွန်တော်နဲ့အမြင်ရင်းမတူဘူးလမ်းကြောင်းချင်းမတူနေနေရတီတွင်းကဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ငပောက်တို့အိပ်ပိုင်ရဲကိုကြည့်လိုက်ဒီလိုမျိုးအဆင့်အတန်းရှိလားဟမ်မောင်မောင်ယိုတဲ့ချီးတွင်းတော့မတန်ဘူးမောင်မောင်ယိုတဲ့ချီးတော်ကျွေးဖို့မတန်တဲ့အစားတွေ ။ဘာဖြစ်လို့လဲ။တကယ်ဆုတ်ပတ်ညစ်ပတ်ပြီးတော့ဟိုအတိုက်ခိုက်တွေလို့အတိုက်ခံဆိုတော့ဘယ်နေမှမရှိဘူး။အောက်တန်းကြတဲ့အလုပ်ပဲလုပ်ဖို့လုပ်နေတာ။နော်ဒါပေမဲ့အခုဒီစင်ကာပူကိုမောင်လာတဲ့ခီးစဉ်မှာကျွန်တော်ပြောသလိုပဲမတကာဆိုရင် online အင်ရန်စုတွေဘက်ကဝိုင်းလုပ်ပြီးတော့ဟုတ်လား။ဟာဘောမမမောင်ဒီလိုဒုက္ခရောက်ရတယ်ဆိုတော့ဟာမျိုးပဲဖြစ်ကမှလေ။အခုဟာကဘလို့စစ်တပ်ကိုတသက်လုံးအမာခံထောက်ခံလာတဲ့လူကိုခိုးကြောင်ခိုးဝဲထောက်ခံလာတဲ့အောက်တန်းသားတွေကရန်သူတို့ပြန်ကလန်ထုတ်နေတယ်။ကြားလို့ကောင်းကြသေးရဲ့ တားလို့ကောင်းချာနေရလားအဲ့ဒါအဖြစ်ပဲအဲ့ဒါမြန်မာပြည်လက်ရှိအာနာယူတွေနဲ့ဒီအာနာယူအတိုင်းအဝိုင်းကစောက်ကျင်အဲ့လားမြန်အောင်ပြတယ်ကျွန်တော်ကြည့်လားအဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ပေးရမှာဟမ်ပတ်ကြိုသိနေအောင်တွေ့ရတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်စင်ဘူးဝင်လို့မရအောင်လုပ်တာဟာအဲဆနာပြောတာအဲသူတို့ရဲ့ပုံစံလေးတွေပေါ့နော်ယူဆလို့ရတယ်ဒါပေမဲ့တိထားမှာလို့ဆိုတာကြတော့စင်ဘူးကိုကျွန်တော်က ကျွန်တော်သိထားလို့ရှိရင်ကျွန်တော်မေးလို့ရတယ်မမေးတဲ့ခါကျတော့ကျွန်တော်ကအလင့်ငိုက်ခံလိုက်ရတဲ့ပုံစံဖြစ်တာဥမာလေးဗျာကျွန်တော်စင်ကူကိုလာမယ်စင်ကူကိုတစ်ခါလည်းလာရင်မေးငါစင်ငါဝင်လို့ရလားဆိုလာမေးလို့ရှိရင်ရရတယ်ဆိုရှင်ကျွန်တော်မရရင်မတော်ဘူးပေါ့နော်အဲ့တော့အဲကျွန်တော်အခုနိုင်နိုင်ဝင်ကြီးရောနဲ့စစ်ပြန်ပြီးတော့ဒီကိစ္စကိုလိုက်မှာပါနော်လိုက်မစင်မဲ့ကျွန်တော်အချိန်မရှိတဲ့အတွက်ကြောင့်မလို့ဒီကိစ္စကိုနည်းနည်းလေးချိန်ထားတော့အဲ့တော့ကဲအဲ့တော့မင်းတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့အတိုင်းအဝိုင်းနေနေနဲ့အပြူတော်ဘောဆောင်ပြီးတော့ငါစကားပြောခြင်းနဲ့စဉ်းစားပေးပါအဲ့ဒါပါလေနံပါတ်1ဇော်ဘုံဟင်း နော်ဒါငါတို့ကကလူတွေမဟုတ်ဘူးနော်ဇော်ပုံးရင်ကိုငါတို့လမ်းမှာတွေ့ရင်ငါတို့တတ်မှာဒါပုံးရင်လည်းပဲဒီအမှန်တိုင်းပြောတာရိုးရိုးရှင်းရှင်းပြောတယ်ဇော်ပုံးရင်ကလည်းငါတို့တွေ့ရင်ဖမ်းပြီးတတ်မှာပဲဟုတ်တယ်နော်တို့တော့ငါတို့အဲ့လောက်ထိရန်တို့ဒါပေမဲ့လက်ရှိဇော်ပုံးရင်ကိုဒီနေ့ဖမ်းပြီးထောင်ချထားတာဒီတော်လိုင်းအင်အားစုတွေဘက်ကလားစစ်တပ်ဘက်ကလားဇော်ပုံးရင်ကစစ်တပ်အတွက်အမာခံတဲတဲအတန်လှုပ်ပြီးတော့အတက်နဲ့ရင်ပြီးလုံနေတဲ့တူအတက်နဲ့ရင်ပြီးထောက်ခံနေတဲ့တူတကယ်လည်းဒီစစ်တပ်အတွက်ရွှေတန်းတွေအထိအော်စင်းလိမ့်ဒီငားတွေသူ့မှာလုံနေအောင်ငါ ကြည့်နေတယ်เนาะကျွန်တော်ကြည့်နေတယ်ကြည့်နေဟိုဒီလူကတကယ်လှုပ်တယ်ပေါ့เนาะတကယ်ပဲဝင်နေဖြစ်တယ်အဲ့တော့ तू အဲ့တော့လှုပ်ရင်းနဲ့ဘာဖြစ်လာလဲ तू ယူကျုံမရဖြစ်လာတယ်အဲ့တို့စစ်တပ်ဘက်ကအရှုံးတွေကို तू ကြည့်ရင်းနဲ့ယူကျုံမရဖြစ်အဲ့ဒီယူကျုံမရတဲ့အပေါ်မှာ तू တိတ်မနိုင်ခဲ့မြတ်ပြီးဒေါ်လာထွက်ပြီးတော့ပေါက်ကွဲတယ်မလိုလားအပ်တဲ့စကားတွေပြောတယ်ပေါ့ဗျ။ရိုင်းဆိုင်တဲ့စကားတွေပြောမလိုလားတာမဟုတ်ဘူး။သူပြောစကားတော့မှန်တယ်။ဒါပေမဲ့ရိုင်းဆိုင်တယ်။ဒါနိုင်ငံမင်းတို့ဘက်ကကြည့်မယ်ဆိုရင်နိုင်ငံအကြီးအကဲတွေကိုသူတို့ရိုင်းဆိုင်တယ်ပေါ့ ဒါပေမဲ့သူကအမာခံထောက်ခံတဲ့လူကြီးခေါ်လာစစ်ကြောရေးကိုခေါ်နောက်ဆုံးသွားတစ်ချောင်းကျိုးအောင်ပါရိုက်ထုတ်လိုက်နောက်တစ်ခါမင်းလုံးမင်းကိုထောင်ချပြစ်မယ်နော်မရဘူးလားကြီးတယ်မူငယ်အောင်ငယ်တဲ့မူပတ်ပြအောင်နောက်ပြီးတော့ကို့လူကို့အတက်ပေးပြီးထောက်ခံနေတဲ့လူကို့အတက်ပေးပြီးစပီကာလုပ်နေတဲ့လူကို့အတက်ပေးပြီးစပီကာအောင်လုပ်နေတဲ့လူဒါပေမဲ့အဲ့ဒီလိုလူမျိုးကိုတောင်မှနည်းနည်းလေးသွားမပြောနိုင်နဲ့ဆိုတော့မင်းတို့ကတက်ဥစ္စာမိုင်ဘယင်စနစ်နဲ့တူးမနေဘူး မောင်မောင်မှန်လာပြီပဲအခုမင်းတို့စစ်တပ်ကိုထောက်ခံမှနေတယ်ဆိုလူတွေရောမင်းတို့ရောဒီမောင်မောင်တို့လိုမျိုးအဲ့ဇော်ဘုံဟင်းလိုမျိုးဘောရမျိုးမဖြစ်ဘူးလို့မင်းတို့အာမခံတာအဲ့ဒါပဲငါတို့စက်ကျင်တယ်ဆိုတော့အဲ့ဒါအဲ့ဒီလောက်ရမျိုးဒေါအောင်ဆန်းစုကြည်ကိုလည်းလှုပ်တယ်ငါတို့လက်မခံဘူးနော်မယုံဒေါအောင်ဆန်းစုကြည်အာနာချင်းပုံစံဆန့်ကျင်ကြည့်လှုပ်လာကြည့်ဒီပြည်သူလက်ခံရင်ကြိုက်တယ်လို့ပြောငါတို့တော်လန်တယ်ဆိုတာကဗျမ်းမလာငါတို့ကပောက်ကိုရင်အမုန်းဆွဲနေတယ်တော်လန်နေတာမဟုတ်ဘူးဒီလိုအကျင့်တွေဒီလိုဇယိုက်တွေဒီလိုစနစ်တွေကိုမကြိုက်လို့တော်လန်တာ